ဝိညာဉ်ကြီးရမှာခင်ဗျာဆန္ဒရှိပါဆန္ဒရှိပါလုတ်တက်ဖို့မလိုပါဘူးမလုတ်တက်ပါဘူးဒါပေမဲ့ဆန္ဒရှိပါကျွန်တော်ကဂစ်တာလည်းမတီးတက်ဘူးတခြင်းလည်းမဆိုတက်ဘူးကျွန်တော်ဆိုရင်တို့ကီးဘုတ်မှာအဲ့ကီးမရှိဘူးမရှိဘူးလုတ်တက်ဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီချီမွန်ကိုကွယ်ရင်းလေကျွန်တော်သိစိတ်ဝင်စားတယ်ဖျားသခင်ကလည်းအဲ့ဒါအရေးကြီးကြောင်းကိုစမ်းစာထဲမှာအလီလီပေါ်ပြတယ် ဓမ္မဟောင်းမတိုင်ခင်ကလေးကချီမောက်ကုတ်ကညင်းရှိတာဓမ္မဟောင်းမဟုတ်တော့ဓမ္မဟောင်းမတိုင်ခင်ကလေးကလူရဲ့လို့ဖရာတကယ်မဖန်ဆင်းခင်ကလေးကကောင်းကင်တမန်ကြီးအချိန်ကလေးကရှိတာခမည်းစီမှာမရှိခြင်းမရှိနဲ့ကျမ်းစာမှာမရှိဘူးပြောနဲ့လူမရှိခင်ကောင်းကင်တမန်ဖန်ဆင်းကလေးကအဲ့ချီမောက်ကုတ်ကခြင်းရှိတာငါတော့မကြဘူးမပြောနဲ့ခမည်းဘဝကိုကဘာမလောက်တာနဲ့ မရဘွားရွာလူတော်အလုံးခမရကိုသိတာမဟုတ်ဘူးဒါဝိခေရောက်လာတော့လေဟာဖျားကင်ကိုချီးမွမ်းတဲ့အစီအစဉ်ကိုလေဒါဝိကလေနှစ်ပေါင်းများစွာ ပြင်ဆင်တာတချင်းတဲ့တွေခေါ်တာတီးခတ်တဲ့ဟာတွေလုံးတချင်းတွေဆက်အခုချက်ချင်းပဲအရပလင်ထားဆက်ပြီးကောက်ဆိုတာမဟုတ်ဘူးနော်အရသောက်တော့ပြီးဆက်တာတဖွဲ့ရှိသေးတယ် အခုတလောတဲ့ဝင်ဝင်မကောင်းနဲ့ဘာလို့နဲ့တချင်းတစ်ပုတ်ဆက်ပြီးရောက်မယ်တဲ့အဲ့ဒါလေတဖွဲရှိသေးတယ်ရန်ကုန်မှာအဲ့ဒါဒါဝိကနှစ်နဲ့ချီပြီးတော့ဆက်တာသူဆက်တဲ့တချင်းကသူ့ဘဝမှာဖယားသခင်ဘာပြုတ်တယ်လဲဆိုတာကိုခံစားပြီးဆက်တာကျွန်တော်တို့ကကိုယ့်ဘဝမှာဘာမခံစားဘူးဆိုလို့ကောင်းလို့ဆိုတာစုခင်းလန်းပြည့်စည်ကိုရောပိုင်လမ်းတစ်လျှောက်လုံးနဲ့ဒေါက်ခဏနဲ့လင့်နေဟမ် နည်းနည်းလေးအိုက်တာနဲ့ဘာဖြစ်တာလဲတဲ့အဲရကောင်းလဲဘာညာမလဲဆိုတဲ့တခြင်းကစုခင်းလန့်ဖြစ်ပါစေတဲ့ပန်းပေါ်တော့မလျှောက်နိုင်တဲ့အဖွဲ့အဲ့ဒါကျွန်တော်တို့ကဘာခေါ်လဲသိလားအငှားကြွားလို့ခေါ်တယ်ကိုဘောကမမပြေဘူးလကသူတို့တခြင်းတွေကိုငှားငှားပြီးကြွားတာစင်ပေါ်ကနေတိုက်ဆိုင်ခွင်လွတ်ချက်တော်ညီကိုမောင်နှမဒါမဲ့ဒါအရေးကြီးတယ်အဲ့ဒီဆာလန်ဆေးကနှစ်နဲ့ချီပြီးပြင်ဆင်ရတာပြီးမှ ချီမွန်ကိုကိုကြီးဆိုတာဘာဖြစ်လဲထွက်လာတာထွက်လာပြီးနှစ်ပေါင်းများစွာကြာတဲ့အခါမှာစာရန်ကဒီဥစ္စာကိုလုသွားတယ်ပျောက်သွားတယ်ဖုံးကွယ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာဓမ္မတိတ်ရောက်လာတဲ့အခါတမန်တော်ဝိထုရောက်လာတော့လဲသွားတဲ့ဒါဝိရဲ့တဲကိုပြန်ဆောက်မယ်ဘာကိုပြောနေတာလဲချီမွန်ကိုကိုကြီးကိုပြောနေတာပျောက်သွားလို့မရဘူးဖျားပြန်ဖော်တယ်ကြည့်ဖျားပြန်ဖော်တယ် ခမားဖြောက်ရင်ပျောက်သွားမယ်မထင်နဲ့ခမားပဲပျောက်သွားမှာကျွန်တော်တို့ရဲ့ဆရာဆရာကြီးတွေဖြောက်သွားခဲ့တယ်နော်အခုပြန်ပေါ်လာပြီသူတို့ဘာလုပ်မလဲဒါကြောင့်အမှုတော်နဲ့တာသနာဆိုတာဖရာအလုပ်ဆိုတာလေပါဝင်လို့ပဲရတယ်နှောက်ရက်လို့မအောင်မြင်ဘူးမှတ်ထားပါနှောက်ရက်လို့မအောင်မြင်ဘူးဒီကျန်းစာအုပ်ကိုကဘာမှာရှိတဲ့တမရတွေအစိုးရတွေအာနာရှင်တွေ ဖြက်စည်းကြတာမနေဘူးသူတို့ပဲတည်သွားတယ်ဒီကျန်းဆောင်ဖြက်လို့မရကျန်းဆောင်ကိုသူတို့ပဲမိရှုပ်ခဲ့တယ်ခုနောက်ဆုံးသူတို့ပဲပြုတ်သွားတယ်ဘလောက်တော့မိရှုပ်ခဲ့လဲအခုလူဦးရေထောင်ပိုများတယ်ကျန်းဆောင်ဥက္ခတချို့အိမ်မှာတယောက်နှစ်အုံနှုံးနှစ်အုံနှုံးသွားမလုံးနဲ့အမဲကျန်းဆောင်တို့မှရွှေရောင်းလှုပ်လာပြန်ပြီမသိသေးဘူးတချို့ကမလေး NIV ကတက်တက်ကင်းကျင်းကတက်တက်ဖတ်မဖတ်တော့မသိဘူးဘီရိုထဲမှာအလှပြထားတာ သူတို့ဝယ်တဲ့စံစာကသူတို့အရက်ထက်ပိုရှင်နေပြီစီထားလိုက်နှုတ်ကပတ်တော်ဆိုတာစီတာလို့မရဘူးဗမာပြည်မှာဟုတ်တယောက်ဆရာတယောက်တွေ့တယ်ဒါလောက်ပြောရင် तू လည်းဒီခွေကိုကြည့်ရင် तू လည်းသိမှာပါသူ့ကိုပြောတာတော့ခရိယံပဲဟိုးတော့ကဌာနတစ်ခုမှအလုံးလုံးတယ်ခရိယံနော်ခရိယံဌာနတစ်ခုမှအလုံးလုံးတဟိုးတာချီလိုက်ဘက်ကနေစံစာဟုတ်တယ်ခိုးသွင်းတာခိခိုးသွင်းဝင်လာရောတော့အဲ့ဌာနမှာ ချစ်ကဖွဲ့တလပလန်းထုတ်ကျန်းစာကျန်းစာဆိုတဲခွေးမရှိဘူးလေသူခရိယံပဲကလုံးဖြက်စီခိုင်းတာကုန်ချဖြက်စီဖြက်စီခိုင်းတာကျန်းစာကိုဖြက်စီဖြက်စီနဲ့သူဖိုးသမားဖြစ်သွားသူပြတ်သွားကျန်းစာကိုဖြက်တာနောက်ဆုံးသူဘဝပြတ်သွားတယ်ဘဝပြတ်ပြီးမှတရားဟောเสียတယောက်ဤရောက်လာတယ်အလုပ်လည်းပြုတ်ပြီလေ တရားဟောဆရာတယောက်အင်းရောက်လာကျွန်တော်ခုဒီမှာပြောလိုက်ရင်တချို့အဲ့လူသိပါတယ်တရားဟောဆရာတယောက်အင်းရောက်ကျွန်တော်နဲ့တွေ့တယ်ကျွန်တော်လည်းအဲ့နားလေးမနေတာနေရင်သူ့ဘဝဘာလို့သလားအဲ့တရားဟောဆရာသူစံစာပဲတင်တာ तू အဟောမှာစံစာကိုဖြတ်ခဲ့တယ်ဖြတ်စည်းခဲ့တယ် तू ကဘဝပြတ်သွားတယ်အလုံးပြုတ်သွားတယ်ပြီးတော့ခု तू စံစာပြန်ဖတ်ရတယ်စံစာတင်ပေးတယ်အများကြီးဖြတ်ပြီးခု तू အဲ့စံစာပဲပြန်ဖတ်ရတယ် ဖတ်ပြီးအခုတူလေတရားဟောဆရာဖြစ်သွားပြီအခုအမှုတော်ဆောင်ဖြစ်သွားပြီဖယားနှုတ်ကပတ်တော်ဆိုခင်ဗျဖြက်စည်းလို့မရဘူးမရဘူးအများကြီးဖြက်စည်းခဲ့ကြတာပဲနှုတ်ကပတ်တော်တရုတ်ပြည်မှာကျန်းစာအုပ်တွေ့ရင်သေတယ်နော်ပြီးခဲ့တဲ့နှစ်ပေါင်းများစွာတော့ဘယ်အိမ်မှာမှကျန်းစာအုပ်မတွေ့ရဘူးကြီးညာထားတာကျန်းစာအုပ်ရှင်ဒီမှာအရှိမလာဖို့အရှိမလာဖို့ခဏနေလာသိမ့်မယ်အိမ်ရှိမလာဖို့ ဝင်ရှာလို့တွေ့ရင်အဲ့ဒါသေတံအဲ့ဒီခေတ်မှာတရုတ်ပြည်မှာသာသနာ ပြုတဲ့ဆရာတွေဟာအသက်ပါရင်ပြီးပြုရတာအမေရိကလိုတိမ်စင်းတိမ်တဲ့အလူငွေကောက်ဖို့မစင်စားနဲ့နော်တိုက်ဆိုင်ရင်ခွန့်လို့ခမသေသွားမှာအဲ့ဒီအဖြစ်ပြက်ကိုဗီဒီယိုရိုက်ထားတာရှိတယ်အဲ့ဒီခွေနာမည် China Cry လို့ခေါ်ခွေရှိတယ် China Cry ခရစ်တော်ယုံလို့မရဘူးတရားဟောလို့မရဘူးတရားဟောစရာတရားမတရားဟောတော့ချူတောင်ကြားဝင်း underground church ဆိုတာအဲ့တူပြီးမှစခဲ့တာပဲမိအောက်အတင်းတော့အဲ့ဒါနဲ့ခရစ်တော်ယုံတဲ့လူတွေဟိုးတော်တယ်မှာနှစ်ချင်းသွားခန်းတာတော်တယ်မှာကျွန်တော်အဲ့ဒီခွေကြည့်ရတယ်တော်တယ်သွားပြီးတော့ဆရာရည်ထဲမှာနှစ်ချင်းခံမဲ့၅ယောက်တစ်ယောက်ကသူနဲ့တူတူရည်ထဲမှာ၄ယောက်ကအပေါ်မှာအဲ့ချိန်မှာအစိုးရတည်င်းရတာ ချက်ချင်းအစိုးရရဲတွေရောက်လာရေထဲမှာဆရာရောက်နေပြီနှစ်ချင်းပြိမဲ့သူတယောက်ရောက်နေပြီအပေါ်မှာ၄ယောက်ရှိတယ်ရဲရောက်လာပြီဘလို့မင်းတို့ကြိုက်တာရွေးရေတွေကပြန်ထွက်မလားနှစ်ချင်းခံပြီးအလုံးအဖမ်းခံမလားကြိုက်တာရွေးဘလို့လုံးမလဲဆရာရေထဲမှာဆုံးဖြတ်ရေတွေကတယောက်ကရေပေါ်ပြန်မတက်ဘူးနှစ်ချင်းခံမှာ ဖမ်းကြည့်ဖမ်းမပြီးသေးဘူးအပေါ်ကလေးယောက်ကနှစ်ချင်းမခံရမှကြောက်လို့ရည်ရဲစင်ပြေးလာတယ်ငါတို့လည်းခံမယ်တဲ့ခံပြီးမှပဲဖမ်းခံတော့မယ်တဲ့ရည်ရဲစင်ပြေးလာတယ်ရှိတယ်မှနှစ်ချင်းကအပေါ်တက်တော့အလုံးဖမ်းခံရတယ်ဒီနေ့တရုတ်ပြည်ဟာကဘာမှာယာကင်တော့အများဆုံးပြောင်းလဲနေတယ်ဘာဖြစ်လို့လဲသူတို့စီမှာပြီးဆက်ခဲ့တာလဲကြည်ုံလေမတူဘူး မတူဘူးခရစ်တော်နဲ့ပတ်သက်ရင်ဘယ်လိုပြဆက်ခဲ့တယ်လဲချက်သောညူကမောင်းတော့မှာဒါကြောင့်အမှုတော်ဆိုတာဖြက်စည်းလို့မရဘူးပေတရုကိုဖာရိရှဲတွေကလာပြောတယ်ပေတရုတဲ့ယေရှုနာမနဲ့မဟောနဲ့တဲ့တမန်တော်ဝတ္ထုမှာမဟောနဲ့တဲ့ယေရှုနာမနဲ့ပေတရုကပြောတယ်ဤအမှုသည်ဖျားသခင်ပြုသောအမှုမှန်လျင်သင်တို့သည် မစည်းတားနိုင်ကြ ဖယားသခင်လှုပ်တဲ့အလုံမှိုင်မင်းတို့စီတားလို့မရဘူးပေသူတို့ကတော့ဟောတယ်ပြောလဲပြောရောခေါ်ပြီးတော့မှပေသူတို့ကအလှငွေမပေးဘူးရိုက်နှက်၍လွှတ်လိုက်ကြ၏အရာပေသူတို့မလားဖယားရဲ့နှုတ်ကပတ်တော်ပြက်ပြက်ပြောလာတဲ့အခါမှလေထမင်းဖိတ်ကျွေးမယ်မထင်နဲ့ရိုက်နှက်၍လွှတ်လိုက်ကြ၏ပေသူတို့ဘယ်လိုထွက်သွားလဲသလား ကျေးဇူးတော်ကိုချီးမွမ်းလျက်ဝမ်းမြောက်သောစိတ်နဲ့ထွက်သွား၏ဒါပဲအလှငွေမရလို့စိတ်ကောက်သွားတဲ့ကောင်တွေတပုံကြီးပဲအခုပေသူကဗာလေအယိုက်ခံတဲ့အခါမှာဝမ်းမြောက်သောစိတ်နဲ့ကျေးဇူးတော်ချီးမွမ်းပြီးထွက်သွားတယ်အာမင်ချက်တော်ညီကိုမောင်းနှမဖယားသခင်ရဲ့အမှုတော်ဆိုတာဖယားလုပ်တယ်ဆိုရင် လူတားလို့ မရဘူးဒါကြောင့်ကျွန်တော်ကဒါပဲစဉ်းစားတယ်